ဟုတ်ကဲ့ကိုရေးချမ်းသူ YouTube channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့မြန်မြန်ကြီးကိုမှမှများနဲ့တကွာတခြားမိတ်ဆွေများအလုံးပဲမင်္ဂလာပါလို့အခုဒီဟိုမှာတော့ကျွန်တော်ဒီ Outquake Alert ဆိုတဲ့အာ setting လေးတစ်ခု လာပြောပြတာပေါ့เนาะဒီ brother တယောက်ဟိုလိုပြောပြထားကျွန်တော်တွေးလိုက်တယ်ကွာအမေအဲ့ဒီဟာ software အထွေထူးမလိုပဲနဲ့ကွာဒီလားအဲ့ကိုရဲ့ဖုန်းထဲမှာအလုပ်လုပ်တဲ့ဟာလေးကိုလာပြီးပြောပြပေးတာပါဆိုတော့ဒီဟိုမှာဖုန်းအခုကျွန်တော်ကတော့ Samsung A04S ပေါ့เนาะအဲ့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့မတူဘူးကွာဒါပေမဲ့အများစုဖြစ်နိုင်ခြေရှိတာကျွန်တော်ဒီ setting ထဲမှာပေါ့နော် search bar နေပြီးတော့မှကျွန်တော် earthquake ဆိုပြီးတော့မှရိုက်လိုက်လို့ရှိရင်သူကလွယ်လွယ်ကူကူဟာဖြစ်တယ်ပေါ့နော်အမှအာကျွန်တော်တော့ Samsung ဖုန်းနဲ့ပြရတယ်ဆိုတော့ Samsung ဖုန်းတော်တော်များတော့ style တူမယ်တခြား Vivo တို့ Mi တို့ဟလာတခြားဘာညာခွေးကွာတွေတော့ကျွန်တော်လည်းမသိဘူးပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာကြည့်ရအောင်ဆိုတော့ဒါကကျွန်တော်မျက်စိမမြင်တဲ့လူတွေတုံးတယ်ဆိုပေမဲ့တာမန်လူတွေလည်းတုံးလို့အတူတူပါပဲနော် ကျွန်တော် setting နဲ့ဝင်လာကြည့်ပြီးရင်ဒီမှာ search settings button i can search settings button search setting ပေါ့နော်ကျွန်တော်အပေါ်မှာစာရိုက်တဲ့ဘာလေးရှိတယ်ပေါ့နော်အဲ့ကောင်နှိပ်လိုက်နှိပ်လိုက်ပြီးလို့ဆိုလို့ရှိရင်ကျွန်တော် earthquake ပေါ့နော် e a r t h q u a k e ပေါ့နော်ကျွန်တော်ဒီမှာရိုက်လိုက်မယ်နော်5 e y r e e a r t g f g h earth earthquake ပေါ့နော် q u a k e u earth a u earthquake a earthquake j K E R E အဲ့ဒါလို့ရှိရင်ဒီမှာကျွန်တော် setting နဲ့ပေါ့လာဒီမှာ earthquake alert ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Xiaomi တို့ Realme တို့ Vivo တို့ Oppo တို့မှာတော့ဘယ်လိုပေါ်မလဲတော့ကျွန်တော်မသေးကြဘူးဒီမှာတော့ကျွန်တော်တို့ earthquake alert ဆိုတာပေါ်မယ်ပေါ့နော် ဟာပြီကျွန်တော်တို့ဒီမှာဘာညာကွီးကွားတယ် safety ရဲ့ emergency ဘာညာဟိုဖြစ်ကျွန်တော်တခုချင်းစီရွှေ့ကြရအောင်နော်ဒီမှာ earthquake alert ဆိုတာတခုထပ်ရှိမှာအဲ့ထောက်ကျွန်တော်ဝင်လိုက်မယ်နော်အဲ့မှာကျွန်တော်တို့ကဒီ location ဖွင့်ပေးရမယ်ပေါ့နော် location လေးဖွင့်ပေးရမယ်ဆိုတော့ location မဖွင့်ရင်တော့လည်းအဆင်မပြေဘူးပေါ့နော် location လေးဖွင့်ပြီးတော့မှသူကဟိုကိုယ့်ရဲ့ location နဲ့အနီးနားမှာဒီ earthquake ဖြစ်တယ်ဆိုလို့ရှိရင်သူကချက်ချင်း ဟာဟာငလျင်သတိပေးချက်ပေါ့နော်အဲ့ဒါလေးသူကအသက်မြည်တာပေါ့ဆိုတော့ကျွန်တော်က mobile data location location on ပေးလိုက်မယ်နော် location လို့ on ပြီးတော့ကျွန်တော်ပြောင်းကြည့်မယ်ဒီမှာ navigate up button animation earthquake alerts on on why ဘောနော် earthquake alert on ဒီမှာ when an earthquake is detected you will get an alert with the initial android uses zero proximity location to send info about nearby earthquake ပြပြနေဘောနော်ဒီ email not all earthquakes can be detected magnitude and shaking intensity estimates may have errors you may receive an alert before during or after shaking begins ဘောနိုင်ဘောနော်ဒီဟို earthquake alert ဆိုတဲ့ feature ကတဲ့ကဘာမှမရှိတဲ့နေရာတော်တော်များများကိုကျွန်တော်တို့အလုံးမလုံးနိုင်ပါဘူး အာဒီ magnitude တွေပေါ့เนาะအဲ့ဒီဟာကအာဟိုပါပေါ့အနိုင်အမြင့်ပေါ့မူတည်ပြီးတော့ဟိုမှားယွင်းပြီးတော့မှလက်ခံရရှိတာလည်းရှိနိုင်တယ်မှာဆိုလိုတာကွာအာကိုဖြစ်လာဖြစ်တာက4လောက်5လောက်ဖြစ်ပြီးတော့မှအာသူက3လောက်လည်းပြခြင်းပြမယ်ပေါ့เนาะဥပမာအဲ့လိုမျိုးပေါ့เนาะဆိုတော့ဒါကကျွန်တော်တို့ကဒီ3 page အနေနဲ့ပဲဟိုပါပေါ့ဟို approximate ဆိုတာကဒီဟိုပါပေါ့မှန်းခြေကိုပဲပြောတာပေါ့เนาะအတိအကျတော့ဘယ်လိုမှသူတို့ဟိုဟာမပြပေးနိုင်ဘူးပေါ့ဘာလို့ဆိုတော့ဒီကောင်က ဟို alert ပဲလောက်တာကွာ information ကိုအတိအကျကြီးပေးတဲ့သဘောတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်။ Okay အဲ့တော့ဒီမှာ see a demo ပေါ့နော်ဒီဟိုတကယ်လို့ဟိုဖြစ်လာလို့ရှိရင်ဘယ်လိုပုံစံလေးဖြစ်ဆိုကျွန်တော်မှာဖွင့်ကြည့်ရအောင်နော်။အဲ့သူ alert ထားဖြစ်ပြီဆိုလို့ရှိရင်ဘလို့အတိုင်းဘလို့ပုံစံလေးဖြစ်လဲဆိုတော့ကျွန်တော်ကြည့်ရအောင် application icon ဟာဒီမှာတက်လာဒါပုံလေးနဲ့လို့ဖြစ်တယ်နော် close the earthquake close demo button not close demo earthquake alerts okay ဆိုတော့ဟိုဟာဒီလောက်ပါပဲဘာမှတော့အထွေထူးထူးခြားစမ်းပြားနေတာတော့မရှိဘူးပေါ့နော် ရားလေးကိုကျွန်တော်လာပြီးပြောပြတာပါကုတ်ဖုန်းထဲမှာကျွန်တော်တို့ဒီနောက်ပိုင်းဖုန်းတော်တော်များများပေါ့နော်ကျွန်တော်ကတော့ Android ကိုတင်းပြအဲနိုင်တဲ့ဟာတွေတော့ Android version နိုင်တဲ့ဟာတွေတော့ရှိမရှိဒီ service ကရမရတော့ကျွန်တော်မသိဘူးပေါ့နော်အဲတော်တော်များနောက်ပိုင်းကတော့အနေဆုံး Android 10နောက်ပိုင်းကိုသုံးကြတာများတယ်ပေါ့ဆိုတော့အဆင်ပြေလောက်ပါတယ်နော် upgrade alert ဆိုတဲ့ဟာလေးကိုလာပြောပြတာပါဗျာကျေးဇူးတင်ပါတယ်ဗျာနော်နောက်မှပြန်တွေ့ကြတာပါ